တနင်္ဂနွေသားသမီးဆွေများလည်းမင်္ဂလာပါတနင်္ဂနွေသားသမီးတွေအတွက်ကို6လပိုင်းအတွက်တဲရော hostel ဟောကြားပေးမှာဖြစ်ပါတယ်အဲ့လိုမဟောကြားခင်မှာကျွန်တော်တွေလည်းမြစ်တာရက်ခံမဲ့ကိစ္စတခုရှိပါတယ်ကျွန်တော်ရဲ့ရေဒီယိုဗီဒီယိုကလစ်တွေဗီဒီယိုဖိုင်တွေနောက်တပတ်စာ hostel တစ်လစာ hostel တွေကို YouTube မှာယူတင်တဲ့သူတွေရှိတယ်တခြား website တွေတခြားနေရာတွေမှာယူတင်တဲ့သူတွေလည်းရှိတယ်အဲ့ဒါတင်တာကတင်လို့ရပါတယ်တင်တဲ့အခါမှာဒီ hostel တွေဗီဒီယိုဖိုင်တွေယူတင်တဲ့အခါမှာကျွန်တော်ရဲ့ဖုန်းနံပါတ်လေးကို အထက်သွင်းပေးဖို့ကျွန်တော်တွေနဲ့မေတ္တာရက်ခံခြင်းပါတယ် YouTuber တွေရောเนาะတော်တော်များလူသုံးကြတဲ့သူအများရောပေါ့เนาะကျွန်တော်တွေနဲ့မေတ္တာရက်ခံခြင်းပါအဲ့တော့ပထမဦးစွာ6လပိုင်းအတွက်တနင်္ဂနွေသားသမီးကိုတဲတော့ကြည်ပေးတဲ့အခါမှာတနင်္ဂနွေသားသမီးအတွက်ဒီ6လပိုင်းဆိုတဲ့ကာလမှာတုံချောင်း၈ချောင်းဆိုတဲ့တဲတော့ကက်ကြလာပါတယ်เนาะတုံချောင်း၈ချောင်းဆိုတဲ့ကက်အဲ့တော့ဒီကက်ရဲ့အတိတ်ပဲရတော့ဒါရှေ့မှာ မြစ်တစ်ခုစီးဆင်းနေတယ်နော်။နောက်စိန်းလန်းဆိုပြည်နေတဲ့ကွင်းပြင်ကြီးနဲ့တောင်ကုန်းတောင်တန်းတွေရှိတယ်။အဲ့ဒီဒုံချောင်းရှစ်ချောင်းမှာလည်းအညွန့်အခက်အတက်အလက်တွေဘူးဝေးစစားထွက်နေတယ်။အညွန့်အခက်အတက်အလက်တွေအညွန့်အခက်တွေထွက်နေတယ်ဒုံချောင်းရှစ်ချောင်း။ကောင်းငင်ကနေကျလာတယ်ပေါ့။အဲ့တော့ကောင်းငင်ကကျလာတယ်လို့ယူဆလို့ရတယ်လို့ရှေ့မှာအဲ့တိုက်တုံချောင်းရှစ်ချောင်းကိုကာစီးထားတယ်ဆိုတဲ့အိဗယ်မျိုးလေအိဗယ်ကောက်လို့ရတယ်နော်ကောင်းငင်ကနေ ပြုတ်ကြလာတယ်ဒုချောင်းစီချောင်းเนาะအတိတ်ပဲရတယ်အဲတနေ့ဦးလေသားသမီးတွေအနေနဲ့ကဒီ6လပိုင်းဆိုတဲ့ကာလမှာအမမီလောက်ကင်နေတဲ့အလောက်ကလုပ်ငန်းကင်ကန်းနေတဲ့ပတ်သက်ပြီးတော့အဆက်အသွယ်ကောင်းအကူအညီကောင်းတွေရတတ်တယ်เนาะလုပ်ငန်းတွေအတိုးတက်လာနိုင်တယ်သို့တော့အဟံတားတွေအနှောက်အယှက်အတားအဆီးတွေလည်းရှိနေတယ်เนาะအဟံတားတွေအနှောက်အယှက်တွေအတားအဆီးတွေရှိနေတယ် အနှောင်နှေးကြံ့ကြာမှုတွေရှိနေတယ်အဲ့တော့ကိုယ့်ရဲ့ကိုလုံးမဲ့ဆိုတဲ့ကိစ္စတွေကို6လပိုင်းမှာတရုတ်ရသားသမီးတွေမြန်မြန်တော်တော်လည်းလည်းလုပ်ဖို့လိုတယ်เนาะအဲ့တော့ဖြတ်ခနဲပေါ်ဆက်ခနဲလို့ဆိုတဲ့ပုံစံမျိုးနဲ့လုပ်မယ်ဆိုရင်တရုတ်ရသားသမီးတွေ6လပိုင်းမှာမိမိရဲ့လုပ်ငန်းတွေမိမိရဲ့စီးပွားရေးတွေဟာအောင်မြင်နိုင်တယ်အဆင်ပြေနိုင်တယ်သူတို့ပြင်ငွေကြေးကိစ္စတွေစီးပွားရေးကိစ္စတွေကတော့အကောင့်ဘက်မှာရှိနေတယ်6လပိုင်းဆိုတဲ့ကာလမှာပဲအဲ့တော့စီးပွားတက်နိုင်တယ် ရာထူးတိုးတာမျိုးတွေလာတာတိုးတာမျိုးတွေကျုံတွေ့ရတဲ့တဲ့လေချောင်းခီးတွေသွားရတဲ့တဲ့ထီဆူကြီးပေါက်တလို့မျိုးထီဆူကြီးပေါက်တဲ့တဲ့ငွေတွေအမွေရတယ်လို့ထောက်တယ်နဲ့ဝင်တတ်ပါတယ်။နောက်အဲ့တော့ရည်ဝဲချက်ရည်မှန်းချက်တွေပြည့်ဝမယ်။အဲ့တော့ကိုတိုးလောင်ထားတဲ့ပစ္စည်းတွေလည်းဈေးကောင်းရမယ်။နောက်ချစ်သူ ရည်စားမရှိသေးတဲ့သူတွေဆိုရင်ငယ်ရွယ်သူတွေနေနေဆိုရင်လည်းချစ်သူရည်စားတွေရတတ်တယ်ဆိုတဲ့အထိပ္ပယ်ဖြစ်ပါတယ်အဲ့တော့ရောမင်္ဂလာအမှုခင်းဖြစ်နေတဲ့သူတွေဆိုရင်လည်းအမှုခင်းနေနိုင်တတ်တယ်ရွှေတဲ့ပစ္စည်းတွေရဏပစ္စည်းတွေလောသစားတွေဝင်တတ်ပါတယ်အဲ့တော့ဒီ6လပိုင်းဆိုတဲ့ကာလမှာအဲ့တော့အလူတန်းကိစ္စတွေပြုလုပ်ရတတ်တယ်မင်္ဂလာကိစ္စတွေပေါ်ပေါက်တတ်တယ်အဲ့တော့တနည်းဥဒါသမီးတွေနဲ့အခက်အခဲနှောက်ရက်တွေကိုတွေ့ကောင်းတွေ့နိုင်တယ်အဲ့ဒီအခက်အခဲနှောက်ရက်တွေကိုကျော်လွှားနိုင်မှာဖြစ်ပါတယ် အကျွန်တော်မိတ်ဆွေတနေ့ဝင်သားသမီးများလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေအကျွန်တော်မိတ်ဆွေတနေ့နာသားသမီးမိတ်ဆွေများလည်းမင်္ဂလာပါတနေ့နာသားသမီးတွေအတွက်ကို6လပိုင်းအတွက်ကိုတဲတော်ဟော့စတန်ဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့6လပိုင်းအတွက်တနေ့နာသားသမီးတွေကိုမဟောကြားပေးခင်မှာကျွန်တော်တွေလည်းမေတ္တာရက်ခံရမယ့်ကိစ္စတစ်ခုရှိပါတယ်ကျွန်တော်ရဲ့ဒီရေရာဗီဒီယိုဖိုင်တွေဗီဒီယိုကလစ်တွေပြီးတော့ဟော့စတန်တပတ်စာတစ်လကဟော့စတန်တွေကိုအဲ YouTube မှာတော်တော်များများယူတင်တာကိုတွေ့ရတယ် အဲ့တင်တာတင်လို့ရပါတယ်တကယ်လို့ယူတင်တဲ့မိတ်ဆွေတွေအနေနဲ့ကကျွန်တော်ရဲ့ဒီဘိုင်းယုံမှာတင်ထားတဲ့ဖုန်းနံပါတ်ကိုအဲ့မှာထည့်ပေးဖို့ပြစ်တာရက်ခံနေပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အဲ့တော့တရင်းသာသားသမီးတွေကို6လပိုင်းအတွက်တဲတော့ဆွဲပြီးတဲ့ခါမှာတရင်းသာသားသမီးတွေအတွက်ကြာလာတဲ့တဲတော့ကက်ကတော့အဲဒုံလူလင်ဆိုတဲ့ကက်ပြားဖြစ်ပါတယ်နော်ဒုံလူလင်ဆိုတဲ့ကက်ပြားဖြစ်ပါတယ်တရင်းသာသားသမီးတွေအတွက် အဲ့မှာလူလင်မျိုးတယောက်ပေါ့နော်လူလင်ငယ်တယောက်ကအညွတ်အခက်အတက်တွေထွက်လာတယ်ဒုံချောင်းတစ်ချောင်းခေါင်းမော့ပြီးကြည်နေတယ်ပေါ့ဘေးမှာလည်းတောင်ကုန်းတောင်တန်းတွေရှိတယ်အဲ့တော့ဒီကဲအိဗေကတော့တရင်စကားကိုတည်ဆောင်လာတဲ့သူဆိုရင်အိဗေရပါတယ်ဒီကဲအိဗေကတော့တရင်စကားတွေကိုတည်ဆောင်လာတဲ့သူတရင်ကောင်းတွေကြားရတဲ့ဒီ6လပိုင်းဆိုတဲ့ကာလမှာတနင်္လာသားသမီးတွေနေနေတာ မင်္ဂလာရှိတဲ့သတင်းတွေအဝမ်းသာမဲ့သတင်းတွေပျော်စရာကောင်းတဲ့သတင်းမျိုးတွေပေါ့နော်သတင်းစကားတွေကြားရမယ်ဆိုတဲ့အထိပ္ပယ်ကိုစောင့်ပါတယ်เนาะအဲ့တော့လုပ်ငန်းကိုင်ကန်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာ ရှေ့ကိုတိုးတက်လာမယ်အောင်မြင်လာမယ်ဆိုတဲ့နိမိတ်ရှိပါတယ်အဲ့တော့ရည်ရွယ်ချက်ရည်မှန်းချက်တွေအောင်မြင်လာမယ်เนาะအဲ့တော့လူမှုရေးနဲ့ပတ်သက်တာတွေနောက်အသင်းအဖွဲ့နဲ့ပတ်သက်တဲ့ကိစ္စတွေမှာ အောင်မြင်မယ်အဆင်ပြေမယ်ဆိုတဲ့နိမိတ်ဖြစ်ပါတယ်အဲ့တော့မိတ်ဆွေအပေါင်းအသင်းကောင်းတွေရရှိတတ်တယ်မိတ်ဆွေအပေါင်းအသင်းတွေအကူအညီထောက်ပံ့ကောင်းတွေရရှိတတ်ပါတယ်အဲ့တော့အမွေရတတ်တယ်တော့မတင်မတဲနဲ့အမွေရတတ်တယ်ရုတ်တရက်ငွေတွေဝင်လာတတ်တယ်အဲ့ဒါငယ်ဝယ်သူတွေအနေနဲ့ဆိုရင်အခြေရေးကိစ္စတွေမှာစမ်းပွင့်မျက်နှာပွင့်တတ်တယ်နော်အိမ်တော်တွေနေနေဆိုရင်အိမ်တော်ရင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာရှိ ਉ အဆင်ပြေလာမယ်ဆိုတော့နမိတ်မျိုးဖြစ်ပါတယ်အဲ့တော့ အရေးကြီးတဲ့လုပ်ငန်းတွေပြုလုပ်ရတဲ့အရေးကြီးတဲ့လုပ်ငန်းတွေပြုလုပ်ပြီးတော့အောင်မြင်မယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲဒီကအတိတ်ပဲကတော့အဲ့တော့ယူရက်ချက်ယူမန်းချက်တွေအစ်စ်တွေပေါ်ပေါက်တက်တယ်နော်ဥတီချက်အစ်စ်တွေပေါ်ပေါက်တက်တယ်နော်လမ်းကြောင်းအစ်စ်တွေပေါ်ပေါက်လာတက်တယ်ဒီနေ့လာသားမျိုးလမ်းကြောင်းအစ်စ်တွေပေါ်ပေါက်လာတက်တယ်အဲ့တော့ကိုယ့်ရဲ့ဒီညာရင်ညာသွေးနဲ့နော် ို့အနေနဲ့စ조사အားထုတ်မယ်ဆိုလို့ရှိရင်ကျင်းတွေပေါအောင်မြင်မယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့ဘဝအတိတ်တစ်ခုလုပ်ငန်းအတိတ်တစ်ခုเนาะအခွင့်အရေးအတိတ်တစ်ခုရရှိတတ်တယ်เนาะလုပ်ငန်းကိုင်းကအတိတ်တွေเนาะအခွင့်အရေးအတိတ်တွေပေါ်ပေါက်လာမယ်เนาะနေရာဒေသအတိတ်တွေမရောက်ဘူးရဲ့နေရာမျိုးတွေခီးထွက်ကြတာခီးသွားတာမျိုးတွေကြုံတွေ့ရတတ်တယ်เนาะ အဲ့တော့စိတ်ကူးသည့်အကြံဉာဏ်သည့်တွေပေါ်ပေါက်လာတဲ့တည်းအဲ့စိတ်ကူးသည့်အကြံဉာဏ်သည့်တွေကနေပြီးတော့အလောက်ကင်ဆောင်ရမယ်ဆိုရင်ဒီမြာသာသူနဲ့ဒီ6လပိုင်းမှာအဆင်ပြေမှာဖြစ်ပါတယ်အဲ့ကျွန်တော်မိတ်ဆွေများအားလုံးကျမ်းမာချမ်းသာကြပါအင်္ဂါသာသူမိတ်ဆွေများအားလုံးမင်္ဂလာပါအင်္ဂါသာသူတွေအတွက်ကို6လပိုင်းအတွက်ကိုတဲရော်ဟောစရာဟောကြားပေးမှာဖြစ်ပါတယ်အဲ့တဲရော်ဟောစရာမဟောကြားခင်မှာကျွန်တော်မိတ်ဆွေတွေကိုမြေတားရက်ခံကျင်တဲ့ကိစ္စတစ်ခုရှိပါတယ်တော်တော်များများဒါကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေး ရေလျာဗီဒီယိုကလစ်တွေကို YouTube မှာယူတင်ကြတာရှိတယ်အဲ့တော့တင်တဲ့အခါမှာကျွန်တော်ဒီဘိုင်းကမှာတင်ထားတဲ့ဒီဖုန်းနံပါတ်လေးကိုထည့်သွင်းမိကိုကျွန်တော်လည်းမေတ္တာရက်ခံခြင်းပါတယ်အဲ့တော့အခုဒီအင်္ဂါသာမျိုးအတွက်တဲတော့ချိုးတဲ့အခါမှာဒီ6လပိုင်းအတွက်ကြာလာတဲ့တဲတော့ကက်ကတော့ရှင်ပြန်ထားမြောက်ခြင်းဆိုတဲ့တဲတော့ကက်ဖြစ်ပါတယ်နော်ကောင်းငယ်ကတဘိုးကရမှုတ်လိုက်တဲ့ချိန်မှာဒီခေါင်းတလားတဲ့ကလူတွေကထလာတယ်ပုံပေါ်နော်ပုံထွက်လာတယ်ပုံ ဲ့တော့ဒီကဲ့အတိတ်ပဲကတော့ရှင်တန်ခြင်းเนาะရှင်တန်ခြင်းဆိုတဲ့အတိတ်ပဲเนาะအဆုံးပြီလို့ထင်ထားတဲ့ငွေကြေးတွေရုပ်တရက်ပြန်ရလာတတ်တယ်သူအဟောင်းတွေပြန်ပေါ်လာတတ်တယ်เนาะအဲ့တော့လူဟောင်းတွေအရင်တော့မိတ်ဆွေဟောင်းတွေနဲ့ပြန်တွေ့ရတတ်တယ်ဆွေမျိုးသားချင်းကွဲကွာနေတာကြာပြီဖြစ်တော့ဆွေမျိုးသားချင်းတွေနဲ့ပြန်လည်ဆုံစည်းတတ်တယ်အဲ့လုပ်ငန်းအစ်စ်တွေပေါ်ပေါက်လာတတ်တယ်လုပ်ငန်းအဟောင်းကနေပြီးတော့ရက်တံပြီးတော့ လုပ်ငန်းတွေပေါ်ပေါက်လာတတ်တယ်နောက်တစ်ချက်ကကွာအဆင်မပြေတော့ဘူးလို့ထင်ထားတဲ့လုပ်ငန်းတွေနော်အဆင်မပြေတော့ဘူးလုံးဝဘူးပျက်စီးနေတဲ့လုပ်ငန်းတွေဆိုရင်ပြန်ပြီးတော့ထူထောင်ဖြစ်ပြီးတော့ပြန်ပြီးတော့အဆင်ပြေလာနိုင်တဲ့လုပ်ငန်းတွေစီးပွားရေးတွေအဲ့လိုပဲငွေကြေးနဲ့ပတ်သက်ပြီးတော့ထွက်ထားတဲ့ငွေတွေပြန်ဝင်လာတတ်တယ်ကိုယ့်ရှင်ကနေထွက်ထားတဲ့ရွှေရပစ္စည်းတော်လည်းကောင်းလက်ဝတ်လက်စားတွေပြန်ဝင်လာတတ်တယ်ဆိုရင်လည်းနော်လူကောင်းတွေပြန်စုံစည်းရတတ်တယ် အဲ့ကွဲကွာသွားတဲ့ဒီအခြေရေးတို့အိမ်တော်ရေးတို့ရှိခဲ့လေဒီချိန်ကာမျိုးမှာပြန်လဲစုံစည်းတာမျိုးတွေနော်ပြန်လဲပြီးတော့တရင်ကောင်းကြားရတာမျိုးတွေကြုံတွေ့ရတဲ့တဲ့အဲ့ကျမ်းမာရေးနဲ့ပတ်သက်တစ်ချက်သတိထားမှာအရင်ဖြစ်ပူးခဲ့တဲ့ကျမ်းမာရေးအဟောင်းတွေပြန်ပေါ်လာတတ်တယ်အဲ့ဒါတော့တစ်ချက်ခယူဆက်ရမယ်နော်အဲ့တော့ငွေကြေးကိစ္စတွေလည်းအဆင်ပြေမယ်ပညာရေးကိစ္စတွေလည်း အဆင်ပြေမှုအောင်မြင်မှုတွေရရှိနိုင်တယ်အင်တာဗျူးကိစ္စတွေစာအုပ်ဘက်ကိစ္စတွေလည်းအထူးကောင်းမွန်လာမှာဖြစ်ပါတယ်အဲ့တော့ပျောက်ဆုံးနေတဲ့ပစ္စည်းတွေဆိုရင်တော့ပြန်တွေ့တတ်တယ်နော်ကွဲကွာသွားတဲ့လူတွေနဲ့ပြန်လည်ဆုံသီးတတ်တယ်နော်ကွဲကွာသွားတဲ့လူဟောင်းတွေနဲ့ပြန်လည်ဆုံသီးတတ်တယ်ဆိုရင်နမိတ်ဖြစ်ပါတယ်အဲ့တော့အယောင်းဝယ်ကိစ္စတွေလည်းအဆင်ပြေမယ်အဲ့တော့ဒီကဲ့အထိပ္ပယ်ကလမ်းကြောင်းအဟောင်းနော်လမ်းကြောင်းအဟောင်းကိုလောက်ကင်နေတဲ့အဟောင်းတွေရက်ပြီးတော့လုပ်ငန်းအစ်စ်ပေါ်ခြင်း နော်အတိတ်တဖန်ပြန်လဲနိုးထခြင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့အတိတ်တဖန်ပြန်လဲနိုးထခြင်းနော်လုပ်ငန်းကိန်းကန်းတွေရှေ့ကိုပို့ပြီးတော့အဆင်ပြေလာမယ်နော်ရက်ဆိုင်ထားတဲ့အလုပ်တွေပြန်လုပ်ရတတ်တယ်နော်ရက်တန့်နေတဲ့ငွေကြေးတွေနော်ပြန်ပြီးတော့ဝင်လာတတ်တယ်ရစရာရှိတဲ့ငွေတွေပြန်ရလာတတ်တယ်ဆုံးပြီးတော့ထင်ထားတဲ့ငွေတွေပြန်ရလာတတ်တယ်နော်အဲ့တော့ဒီကဲ့အဓိပ္ပာယ်ကတော့ပြန်လဲရှင်တန်ခြင်း ဆိုတဲ့အထိပ်ပဲဖြစ်ပါတယ်အဲကျွန်တော်မိတ်ဆွေအင်္ဂါသားသူများလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေဘေးပရာတွေဝေးကွာကြပါစေချမ်းမာချမ်းသာဘုရူသားသမီးဆွေများလုံးမင်္ဂလာပါဘုရူသားသမီးတွေအတွက် ကို6လပိုင်းအတွက်ကိုတဲတော်ဟောစရာဟောကြားပြုမှာဖြစ်ပါတယ်ဘောလုံးသားတွေအတွက်တဲတော်ဟောစရာမဟောကြားခင်မှာကျွန်တော်တွေလည်းမြစ်တာရက်ခံရမယ့်ကိစ္စတွေရှိပါတယ်ကျွန်တော်ရဲ့ဒီရေဒီယာဗီဒီယိုကလစ်တွေ ဒီဘီရင်ဟော့စရန်တွေကိုယူတင်တဲ့ခါမှာတော်တော်များ YouTuber တွေယူတင်တာကိုတွေ့ရတယ်ပေါ့နော်တွေ့တဲ့ခါမှာဒါတင်တာပြဿနာမရှိပါဘူးတင်တဲ့ခါမှာကျွန်တော်တို့ဒီဘိုင်ယိုမှာတင်ထားတဲ့ဖုန်းနံပါတ်တွေကိုထည့်သွင်းပြီးကိုကျွန်တော်မိတ်ဆွေတွေကိုမြစ်တာရက်ခံနေပါတယ်အဲ့တော့ဘောရူသားသမီးတွေအတွက်ကကြားလာတဲ့ဒီ6လပိုင်းဆိုတဲ့ကာလမှာကြားလာတဲ့တေရိုကက်ကတော့အင်မတန်မှကောင်းပါတယ်ခွက်ဘရင်ဆိုတဲ့ကက်နော်ရေလိုင်းနေရေပေါ်မှာရှိတဲ့ပလင်ကြီးပေါ်မှာထိုင်နေတယ် ခွက်တစ်ခွက်ကိုကင်ပြီးတော့ထိုင်နေတဲ့ဘရင်တစ်ပါးရဲ့ပုံပေါ့နော်အဲ့တော့နောက်ကရေလိုင်းနေနဲ့နော်ရေကန်လင်းမှာအဲ့တော့ရေဆိုတဲ့အဓိပ္ပာယ်ကတော့ဒါပုံမှုသားသမီးတွေနေတာဒီ6လပိုင်းဆိုတဲ့ကာလမှာပူပင်စရာတွေမရှိတော့ဘူးအေဂျန်သွားမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ရေရဲ့အဓိပ္ပာယ်ကတော့အေဂျန်ရဲ့အဓိပ္ပာယ်နော်အဘယ်နေရာမှာဆိုစိတ်ဝင်ပြန့်နှံ့နိုင်တဲ့အထိပ်ပဲဖြစ်ပါတယ်။နောက်စိတ်ခံစားမှု အစိတ်ခံစားချက်တွေနဲ့ပတ်သက်တဲ့အတွေးခေါ်အသက်ဆန်းနေပေါ်ပေါက်လာတဲ့စိတ်ချမ်းသာစရာတွေတွေ့ကြုံရမယ်လို့တွေ့ပါတယ်ဗုဒ္ဓသားသမီးတွေအနေနဲ့ဒီ6လပိုင်းဆိုတဲ့ကာလမှာစိတ်ချမ်းသာစရာတွေတွေ့ရမယ်နော်အဲ့တော့ကုသရောင်းဝယ်ကိစ္စတွေအနုပညာအလှပရေးရနဲ့ပတ်သက်တဲ့ကိစ္စတွေမှာထူးထူးဆန်းဆန်းထူးထူးကြကြအဆင်ပြေအောင်မြင်မယ်ဆိုတဲ့နည်းဖြစ်ပါတယ် အဲ့တော့အလူတန်းနေပြုလို့ရတဲ့အလူတန်းနေပြုလို့ရတဲ့အဲ့တော့ရုံးမြင်္ဂလာအမှုခင်းနေဖြစ်နေရင်လည်းရုံးမြင်္ဂလာအမှုခင်းကိစ္စတွေအောင်မြင်မယ်အနိုင်ရရှိမယ်ဆိုတဲ့နိမိတ်ဖြစ်ပါတယ်အဲ့တော့ဘာသာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဆောင်ရွက်ရတဲ့အဲ့တော့ဖျားဘူးတွေသွားရတဲ့အလူတန်းကိစ္စတွေပြုလို့ရတဲ့အဲ့တော့စီးပွားရေးလုပ်ငန်းတွေမှာ ရှေ့ကိုတိုးပြီးတော့ဆောင်ရွက်ရတဲ့တိုးချဲ့ရတဲ့လူမြင့်လုပ်ငန်းတွေနော်လုပ်ငန်းတွေတိုးချဲ့ရတဲ့အဲ့တော့ဒီကရဲ့အိဗယ်မှာ တစ်ချက်တည်းထားမှာအရက်နဲ့ပတ်သက်တာတို့နော်မူရစေဝါနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့တည်ထားမှာဖြစ်ပါတယ်အမာရွင်းတွေဖြစ်တတ်တယ်အကျမ်းမာရေးတွေရုတ်တရက်ညံ့သွားတတ်တယ်ပြက်တနာတစုံတရာပေါ်ပေါက်တတ်တယ်အဲ့တော့အရက်နဲ့ပတ်သက်တာတွေနော်မူရစေဝါနဲ့ပတ်သက်တာတွေနော်အဲ့တော့အတောက်စားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ပြက်တနာပေါ်ပေါက်တတ်တယ်အဲ့ဒီကဲ့အတိတ်ပဲတော့ ရဝဲခရီးတွေထွက်ကြတတ်တယ်နိုင်ငံရေးခြားခရီးတွေအထူးအဆင်ပြေအောင်မြင်တတ်တယ်နော်အဲ့တော့မိမိအနေနဲ့ဒီ6လပိုင်းဆိုတဲ့ကာလမှာဘလူးသားတွေနေနေတာအခက်အခဲတွေဘလောက်ပဲများများအောင်ပွဲခံနိုင်မယ်စိတ်ချမ်းသာစရာတွေတွေ့ရမယ်တည်ငောင်းနေကြရမယ်ဆိုတဲ့အထိပ်ပဲဖြစ်ပါတယ် အဲ့တော့ဒီအချိန်ကာလမှာဘုရင်သားပြည်ရင်တွေကကိုပြစ်ချင်တဲ့ကိစ္စကိုလှုပ်ချင်တဲ့ကိစ္စတွေရေရဲဝန်းဆောင်ပြဆောင်ရွက်မှာဖြစ်ပါတယ်အလုတ်ပြောင်းချင်တာလားအလုတ်ထွက်ချင်တာလားလုပ်ငန်းအတွက်လှုပ်ချင်တာလားကိုလှုပ်ချင်တဲ့မိမိလှုပ်ချင်တဲ့ကိစ္စကိုရေရဲတင်းတင်းရေရဲဝန်းလောက်ကင်ဆောင်ရွက်မယ်ဆိုရင်အထူးအဆင်ပြေအောင်မြင်ပါလိမ့်မယ်ကျွန်တော်မိတ်ဆွေဘုရင်သားပြည်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာစေနဲ့ပြည့်စုံကြပါစေဘေးပြာတွေဝေးကွာကြပါစေ ကျသာပရိသတ်သမိတ်ဆွေများအားလုံးမင်္ဂလာပါကျသာပရိသတ်မိတွေအတွက်ကို6လပိုင်းအတွက်တဲရော့ဟောစရံဟောကြားပေးမှာဖြစ်ပါတယ်တော့တဲရော့ဟောစရံမဟောကြားခြင်းမှာကျွန်တော်ဟောကြားခြင်းမှာကျွန်တော်လည်းမေတ္တာရက်ခံခြင်းတဲ့ကိစ္စတခုရှိပါအဲ့ဒါတော့ကျွန်တော်ရဲ့ဒီရေရာဘူဂျိုကလစ်တွေဟောစရံတွေကိုတော်တော်များ YouTube မှာယူတင်ကြတယ် YouTube ပါတော်တော်များယူသုံးကြတယ်ယူတင်တာယူတင်လို့ရပါတယ်ကျွန်တော်အနေနဲ့တံမေတ္တာရက်ခံခြင်းတော့ကျွန်တော်ဘိုင်အိုမှာတင်ထားတဲ့ဖုန်းနံပါတ်လေးကိုမိတ်ဆွေတို့အနေနဲ့ အထက်သွင်းပေးဖို့မြစ်တာရက်ခံနေတာဖြစ်ပါတယ်အဲ့တော့6လပိုင်းဆိုတဲ့ကာလမှာဂျာတာဗေဒသူတွေကြာလာတဲ့တေရိုနမိတ်ကတော့ခွက်ဖလား6လုံးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ခွက်ဖလား6လုံးနဲ့မှာပန်းပွင့်လေးတွေပွင့်တာပေါ့နော်ပန်းပွင့်လေးတွေပွင့်နေတဲ့ခွက်ဖလား6လုံးနော်ဒီမှာကောင်လေးတယောက်ကကောင်မလေးတယောက်ကိုလက်ဆောင်ပေးနေတဲ့ပုံပေါ့နော်အမျိုးသားတူကအမျိုးသမီးတူကို လက်ဆောင်ပေးနေပေါ့အဲကျွန်တော်ပေးသားသမီးတွေနဲ့ဒီကဲ့ရဲ့အတိတ်ပဲရတော့သူ့ရဲ့ဒီကဲ့ရဲ့အတိတ်ပဲကွာကိုအရာရာကိုကိုယ့်ရဲ့ကိစ္စတော်တော်များကိုကိုယ့်ရဲ့ဒီစီးပွားရေးလူမှုရေးနော်ကိုယ့်ရဲ့ဒီပြဿနာတွေပြန်လဲသုံးသပ်နိုင်ခြင်းဆိုတာပေါ့ကိုယ့်ရဲ့ကိုလုံနေတဲ့ကိစ္စတွေကိုယ့်ရဲ့စီးပွားရေးတွေနော်ကိုယ့်ကိုပြန်လဲသုံးသပ်နိုင်ခြင်းအတိတ်ကဖြစ်ရတဲ့တွေကို အတုံးပြူပြီးတော့အတိတ်ကကြုံကြုံတွေ့ခဲ့တဲ့အဖြစ်ရက်တွေကိုတင်ကန်းသာယူပြီးတော့မိမိအနေနဲ့ရှေ့ကိုအခွင့်အရေးကောင်းအခွင့်လန်းကောင်းတွေပေါ်ပေါက်လာမယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့အတွေ့အကြုံဟောင်းတွေကိုအတွေ့အကြုံတွေကိုဟောင်းတွေပြန်လဲပြီးတော့အတုံးချရမယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့မိန်ဟောင်းဆွေဟောင်းတွေနဲ့တွေ့ဆုံခြင်းเนาะအဲ့တော့ စနစ်တကျဖွံ့ဖြိုးတိုးတက်ခြင်းဆိုတဲ့အဓိပ္ပာယ်ကိုဆောင်းပါတယ်အဲ့တော့အပြစ်ကင်းစင်ခြင်းဖြူစင်ခြင်းเนาะအပြန်အလှန်နားလည်မှုရှိခြင်းเนาะအဲ့တော့သတင်းကောင်းများရရှိခြင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အပြန်အလှန်နားလည်မှုရရှိဆိုတာအခြေရေးကိစ္စအိမ်တော်ရေးကိစ္စတွေမှာမေတ္တာရေးကိစ္စတွေမှာအင်မတန်ကောင်းတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့နားလည်မှုတွေရရှိလာမယ်ကာလအတန်ကြာအစမပြေဖြစ်နေတဲ့အခြေရေးကိစ္စပဲဖြစ်အိမ်တော်ရေးကိစ္စတွေဆိုရင်ပြန်လည်အဆင်ပြေလာနိုင်တယ်အဲ့တော့ဆက်တူရှယ်ယာလုပ်ငန်းတွေ နော်စက်တူစက်ဘက်လုပ်ငန်းတွေအနေနဲ့အားလည်းအကျိုးကျေးဇူးတွေရရှိမယ်အဲကျတာဝိသားသမီးတွေနဲ့ဒီ6လပိုင်းဆိုတဲ့ကာလမှာမြစ်တာရေးကိစ္စတွေထူးထူးခြားခြားကောင်းမွန်လာမှာဖြစ်ပါတယ်အဲ့တော့ဒီအချိန်ကာလမှာအခြေရေးနဲ့ပတ်သက်တာအိမ်တော်ရေးနဲ့ပတ်သက်ရင်လည်းကိုယ့်ရဲ့ဒီငယ်ချင်းဟောင်းတွေပိုင်းနဲ့ပြန်လဲတွေ့တတ်တယ်ပြန်လဲစုံစည်းတတ်တယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့လက်ဆောင်တွေရတတ်တယ်ရှူတဲ့ပစ္စည်းတို့ငွေတို့နော်အပိုးတဲ့ပစ္စည်းတို့လက်ဆောင်ပစ္စည်းတွေရတတ်တယ် အဲ့တော့ဆွေမျိုးညီကောင်မောင်နှမတွေတရားနဲ့ကိုကိုကူညီလာတာမျိုးတွေအကူညီထောက်ပံ့ကောင်းနေလေရရှိနိုင်ပါတယ်အလုံးနေရအိမ်နေရအပြောင်းရွှေ့တွေပေါ်ပေါက်တတ်တယ်နော်အိမ်ပြင်ရတာအိမ်ဆောက်ရတာမျိုးတွေကြုံတွေ့ရတဲ့ဆိုင်ကအစ်စ်ဖွင့်ရတာမျိုးတွေဆိုင်ပြင်ရတာမျိုးတွေဆိုင်တိုးချဲ့ရတာမျိုးတွေကြုံတွေ့ရတဲ့အလားအပါရေးရတဲ့ပတ်သက်တဲ့ကိစ္စတွေအမှုပညာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအထူးထူးခြားခြားအဆင်ပြေအောင်မြင်လာဖို့ရှိပါတယ် အဲကျွန်တော်မိတ်ဆွေသတာဗိတာသင်းများလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။တောက်ကြသားသင်းမိတ်ဆွေများလုံးမင်္ဂလာပါ။တောက်ကြသားသင်းတွေအတွက်ကို6လပိုင်းအတွက်တဲရော့ဟောစရံဟောကြားပေးမှာဖြစ်ပါတယ်။တောက်ကြသားသင်းတွေအတွက်အဲ့တော့တရုံဟောစရံမဟောကြခင်မှာကျွန်တော်တွေနဲ့မိတ်ဆွေတို့မြစ်တာရက်ခံနေတဲ့ကိစ္စရှိပါတယ်။အဲ့ဒါတော့ကျွန်တော်ရဲ့ဒီဇရာပူရိုကလစ်တွေဒီဟောစရံတွေကို YouTube မှာယူတင်ကြတဲ့လူတော်များရှိတယ်။ YouTuber တော်များအဲ့တော့မြစ်တာရက်ခံနေတာတော့ ယူတင်တာကယူတင်လို့ရတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးယူတင်တဲ့အခါမှာကျွန်တော်ဒီဘိုင်းအောင်မှာတင်ထားတဲ့အဖုံးနံပါတ်လေးကိုထည့်သွင်းပြီးမိတ်ဆွေတို့ကိုအမြစ်တာရက်ခံနေပါတယ်အဲ့တော့ဒီတောက်ကြသားသမီးတွေအတွက်ဒီ6လပိုင်းဆိုတဲ့ကာလအတွက်ကာလမှာကြလာမဲ့ကြုံတွေ့လာမဲ့ကံစတာအဆိုးကောင်းတွေပဲကြလာတဲ့တေရော့နမိတ်ကတော့ထုံချောင်းသုံးချောင်းဆိုတဲ့တေရော့ကက်ဖြစ်ပါတယ်တောက်ကြသားသမီးအဲ့လူတယောက်ကအဝေးကိုမျောကြည့်နေတဲ့ပုံပေါ့နော်ဒုံချောင်းသုံးယောက်ရဲ့ကြားမှာဒုံချောင်းတစ်ချောင်းကိုကန်ပြီးတော့နော် အဝေးကိုမျောကြည့်နေတယ်။ရှေ့မှာလည်းရွက်လေးရွက်သင်းဘောတွေနဲ့ပင်လယ်ပြင်ကြီးကိုမျောကြည့်နေတာပေါ့။တောင်ကုန်းတစ်ခုပေါ်မှာတက်ပြီးတော့ပင်လယ်ပြင်ကြီးကိုမျောကြည့်နေတဲ့ပုံဖြစ်ပါတယ်။အော်ဒီကဲ့ရဲ့အထိပ္ပယ်ကတော့ဒီတောက်တောက်ကြသားမှုတွေကြာလာတဲ့နမိတ်ပေါ့နော်။ဒီကဲ့ရဲ့အထိပ္ပယ်ကအမျောမြင်ကြီးမားခြင်းဆိုတဲ့ပုံနော်။အမျောမြင်ကြီးမားခြင်း။အော်ချက်တွင်ခြင်းတိုးချဲ့ခြင်းနော်အတေဆန်းတွေကို ရှာဖွေခြင်းလေ့လာခြင်းနော်စူးစမ်းခြင်းဆင်ခြင်သုံးသပ်မှုစွိုင်းရည်တွေတိုးတက်ခြင်း နော်အဲ့တော့အသေးစားနေကိုရှားပွေ တွေ့ရှိခြင်းဆိုတဲ့ပုံ ဖြစ်ပါတယ်အဲ့တော့အချိန်ဆက်တွေနော်စတူရှယ်ယာလုပ်ငန်းတွေပေါ်ပေါက်လာတတ်တယ်နော်လမ်းသစ်ထွင်ပြီးတော့လမ်းသစ်ကိုရှားပွေလမ်းသစ်ကိုထွင်ပြီးတော့လုပ်ငန်းတွေတိုးတက်အောင်မြင်ရဆိုတဲ့အဓိပ္ပာယ်ကိုရပါတယ်အဲ့တော့ခရီးအသစ်တွေပေါ်ပေါက်လာတတ်တယ်နော်အဲနေပယ်အသစ်ပေါ့ နော်လုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆိုရင်လည်း level အစ်စ်တွေပေါ်ပေါက်လာတတ်တယ်စီးပွားရေးနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုမှလည်း level အစ်စ်တွေပေါ်ပေါက်လာတတ်တယ်နော်နိုင်ငံခြားခရီးဝဲကိစ္စတွေပေါ်ပေါက်လာတတ်တယ်အထူးအဆင်ပြေမယ်အဲ့တော့ခရီးတွေထွက်ကားတတ်တယ်နော်အဲ့တော့ဒီကအတိတ်ပဲကတော့ကိုယ့်ရဲ့လုပ်ငန်းတွေပို့ပြီးတော့တိုးချဲ့လို့ရတယ်ဆိုတော့နမိတ်ပုံဖြစ်ပါတယ်နော်ကိုယ့်ရဲ့လုပ်ငန်းတွေ 6လပိုင်းဆိုတဲ့ကာလမှာတောက်ကြသားသမီးအနေနဲ့ကလည်းလုပ်ငန်းကြီးတွေကိုပြုလုပ်ရတဲ့နိုင်ငံသားခင်းတဲ့ပတ်သက်တဲ့လုပ်ငန်းတွေပေါ်ပေါက်တဲ့ကြီးကြောင်းကြီးတွေသွားရတဲ့အစာဦးအစ်အိုးအိမ်အစ်တွေကိုပိုင်ဆိုင်ရတဲ့အရောင်းဝယ်ကိစ္စတွေမှာအထူးအဆင်ပြေအောင်မြင်မယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့ဆွေမျိုးထဲမှာမင်္ဂလာဆောင်ကိစ္စတွေအလူတိုင်းကိစ္စတွေပေါ်ပေါက်လာတဲ့ကိုယ့်ရဲ့ဆွေမျိုးညီကောင်မောင်နှမတွေထဲမှာနောက်ရဝေးရနေဧည့်သည်ရောက်လာတတ်ပါတယ်အဲ့တော့စာချုပ်စာတမ်းတွေပြုလုပ်ရတတ်ပါတယ် အဲ့တော့ငယ်ရွယ်သူတွေအနေနဲ့ကလည်းအခြေရေးကိစ္စတွေမိတာရေးကိစ္စတွေမှာလည်းအထူးအဆင်ပြေအောင်မြင်မယ်နှမိတ်မျိုးဖြစ်ပါတယ်ဒီကဲ့အတိတ်ပြရလဲကောင်းမွန်တဲ့ကတ်ထဲမှာပါပါတယ်တောက်ကြသားသမီးတွေအဲ့တော့ကိုယ့်ရဲ့လုပ်ငန်းတွေကိုတိုးချဲ့မယ်ချဲ့တွင်မယ်ဆိုရင်တောက်ကြသားသမီးတွေဒီ6လပိုင်းဆိုတဲ့ကာလအချိန်ကောင်းအခါကောင်းဖြစ်ပါလိမ့်မယ်အဲ့တော့လုပ်ငန်းတွေတိုးချဲ့ရတာမျိုးတွေနော်စူးစမ်းရှာဖွေခြင်းပညာရဲ့အသစ်တွေတင်ကြားခြင်း နော်ခရီးတွေထွက်ကခြင်းဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်။အဲကျွန်တော်မိတ်ဆွေတောက်ကြတာတွေများလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စနေသားသမီးမိတ်ဆွေများလုံးမင်္ဂလာပါစနေသားသမီးတွေအတွက်ကို6လပိုင်းအတွက်တဲတော်ဟောစတန်ဟောကြားပေးမှာဖြစ်ပါတယ်။အဲတဲတော်ဟောစတန်မဟောကြားခင်မှာကျွန်တော်လည်းမြင့်တာရက်ခံခြင်းနဲ့ကိစ္စတစ်ခုရှိပါတယ်။ကျွန်တော်ရဲ့ရေရာဘူးဂျိုကလစ်တွေဟောဒီဟောစတန်တွေကို YouTube မှာယူတင်နေတဲ့မိတ်ဆွေတော်တော်များများရှိပါတယ်။ယူတင်တာတင်လို့ရပါတယ်။အဲကျွန်တော်ရဲ့ရေရာက ဗီဒီယိုဖိုင်လေးဟောစတန်းတွေကိုယူတင်တဲ့အခါမှာကျွန်တော်ဒီ bio မှာတင်ထားတဲ့ဖုန်းနံပါတ်ကိုထည့်သွင်းပေးဖို့မိတ်ဆွေတို့ကိုမြစ်တာရက်ခံနေပါတယ်အဲ့တော့စနေသားသမီးတွေအတွက်ဒီ6လပိုင်းဆိုတဲ့ကာလမှာဖြစ်ပေါ်လာမဲ့ကန်ဆာတာအဆိုးကောင်းတွေကျွန်တော်တွေနဲ့ဒိဋ္ဌံပြူပြီးတဲတော့ဆွဲတဲ့အခါမှာစနေသားသမီးတွေကြာလာတဲ့ကကတော့ထုတ်သူရဲကောင်းဆိုတဲ့ပုံပေါ့နော်အဲသူရဲကောင်းတွေကမြင်းကိုကစုံပေါက်ပြီးတော့တစ်ဖက်ကိုခုံကူးတော့မဲ့ပုံပေါ့နော်ဒုံချောင်းချောင်းကိုကင်ထားတယ် အကောင်းပါကို ချက်ဝတ်တန်ဆောင်ပါမီးတောက်မီးလျံအသွင်ဆောင်နဲ့ချက်ဝတ်တန်ဆောင်ဝတ်ထားတယ်နော်အဲ့ဒီကဲအတိတ်ပဲကတော့ကူပြောင်းခြင်း နော်အလုံးပြောင်းနေရပြောင်းနေပေါ်ပေါက်တတ်တယ်ဆိုတဲ့အတိတ်ပဲဖြစ်တယ်တနည်းအားဖြင့်တနည်းအားရွှေ့ပြောင်းခြင်းနောက်စနေသားသူတွေဒီ6လပိုင်းဆိုတဲ့ကာလမှာစိတ်တူစရာတွေဒေါသထွက်စရာတွေပေါ်ပေါက်လာတတ်တယ်နော် ကိုယ့်သူများအနေပြီးတော့ စိတ်တူအောင်ဒေါသထွက်လာအောင်လာဆွတာမျိုးတွေလည်းကြုံတွေ့ရတဲ့တည်းမကောင်းပြောခံရတာမျိုးလည်းကြုံတွေ့ရတဲ့တည်းဒီချိန်ကာလမျိုးမှာစနေသားသမီးတွေနဲ့စိတ်လိုက်မှန်ပါမလုပ်မိဖို့ရည်ကြီးတယ်မိမိရဲ့ဒေါသကိုထိန်းသိမ်းနိုင်ပို့ပြီးတော့အဆင်ပြေမယ်ပို့အောင်မြင်လာနိုင်မယ်စိတ်တူစရာတွေဒေါသထွက်စရာတွေပေါ်ပေါက်လာတဲ့တည်းအဲ့တော့စိတ်မြန်လက်မြန်နဲ့ဆောင်ရွက်မိတတ်တယ်ဒီ6လပိုင်းဆိုတဲ့ကာလမှာအဲ့လိုပဲစိတ်တူစရာစိတ်ရှုပ်စရာတွေပေါ်ပေါက်လာတတ်တယ်စိတ်ရှုပ်စရာတွေเนาะအဲ့တော့ ဒီကာလာမျိုးမှာအပြောင်းရွှေ့နဲ့ပတ်သက်တဲ့ကိစ္စတွေထူးထူးခြားခြားပေါ်ပေါက်လာတတ်တယ်။ဒီကြားကမအလုံပြောင်းတာမျိုးအိမ်ပြောင်းနေရာပြောင်းတာမျိုးတွေပေါ်ပေါက်လာတတ်တယ်။အိမ်ရာပြောင်းတာမျိုးဟာစနော်ကိုအိမ်ရာနေရာထိုင်နေနေပြောင်းရွှေ့ရတာမျိုးတွေဟာစကြုံတွေ့ရတတ်တယ်။အဲ့တော့နိုင်ငံခြားခရီးတွေခရီးဝေးကိစ္စတွေပေါ်ပေါက်တတ်တယ်။နိုင်ငံခြားခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုမှကိစ္စတွေမှာလည်းအထူးအဆင်ပြေအောင်နေတတ်ပါတယ်။ အဲ့တော့တောင်ကုန်းတောင်တန်းတွေရှိတဲ့ဘက်ကိုခရီးထွက်ကြတဲ့တဲ့ခရီးသွားရတဲ့တဲ့နော်အဲ့တော့အပြိုင်ဆိုင်အနောက်ချက်အတိုက်ခိုက်တွေတော့အများနိုင်တယ်အဲ့အပြိုင်ဆိုင်အနောက်ချက်အတိုက်ခိုက်တွေကိုမိမိနေနေအဲ့အခက်ခဲတွေကိုကြော်လွားပြီးတော့အောင်မြင်ပါလိမ့်မယ်တို့တော့မိမိရဲ့ဒေါသကိုထိရမယ်မိမိရဲ့စိတ်မြန်လက်မြန်နဲ့မပြူလို့မိဖို့အရေးကြီးပါတယ်ဒီချိန်ခါမျိုးမှာ ဲ့တော့ဒီချိန်ကာလမှာစမ်းသစ်တွေ့ထမှုတွေเนาะအသေးစမ်းပြုလုပ်တဲ့ကိစ္စတွေမှာလည်းအထူးအဆင်ပြေအောင်မြင်နိုင်ပါတယ်အဲ့တော့ဒီချိန်ကာလမှာစနေသားသမီးတွေအနေနဲ့ဟာအနုပြောင်းတာမျိုးတွေအပြောင်းရွှေ့တွေထူးထူးခြားပေါ်ပေါက်လာတဲ့အိယာပြောင်းရွှေ့တွေเนาะအဲ့တော့ကောင်းသောပြောင်းရွှေ့ခြင်းကောင်းသောပြောင်းလဲခြင်းတွေဖြစ်မယ်เนาะရှေ့ကိုကိုယ်ကြိုးစားအားထုတ်မှုအနေပြီးတော့အောင်မြင်မှုတွေရရှိလာမယ်ဆိုတဲ့နှမိတ်မျိုးဖြစ်ပါတယ်အဲ့တော့ကိုယ်အနေနဲ့မစုံမနစ်တော့ ဇွဲလုံးလောက်ဝိရိယနဲ့ကြိုးစားမယ်ဆိုရင်အောင်မြင်လာမှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေစနေသားလေးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ။